ဆမ်မန်အေးကိုအလိုင်းရန်ကအဆိုပြုထားတဲ့အတွင်ကုပြောင်းရေးအဆိုရဖွဲ့စည်းရေးကိုနာဆာကကလက်ခံဖို့နေတယ်လို့ UEC မှာပါတီမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေကပြောပါရယ်နာဆာကဟာသူတို့ရခင်ကစီစဉ်ထားတဲ့အတိုင်းသာဆက်သွားမည်ဖြစ်တယ်လို့ရွေးကောက်ပွဲကျင်းပပြီးနောက်မှသာလျှင်အဆိုရတစ်ခုကိုအတွင်ကုပြောင်းရေးအဆိုရလို့နာမည်တက်ကောင်းတက်နိုင်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီ PPP မှအထွေထွေတွင်ရေးမှုဦးမျိုးဆက်သွေးကဆီယန်နိုင်သတင်းဌာနကိုပြောပါရယ်ဆမ်မန်အေးကိုတောင်းဆိုတဲ့အတိုင်းတော့ဟုတ်ချင်မှာဟုတ်မယ်ဆိုတော့ SSG ကသူ့ရဲ့မူလ ပလင်အတိုင်းနဲ့ပေါင်းဝင်တဲ့စင်ကူပေါင်းရဲ့စုရတိရတော့ပုံဆောင်ပေးနိုင်ပါတယ်။ဘယ်မှာချန်နိုင်ရင်လည်းပဲခုနကလို SSC ကသူ့ရဲ့မူလပလင်အတိုင်းနဲ့သွားနေမှာပဲလေ။သူ့ရဲ့ဟလာဒီယူရောပွဲချင်းပါမယ်ဆိုတာလည်းသူ့ရဲ့ဆိုးထဲမှာသူ့ရဲ့မူလကနေကထင်ရထားတဲ့ကြီးညာချက်ထဲမှာပါနေတာ။ပါနေလို့ဆိုသူကတော့ယူရောပွဲလမ်းကြောင်းတွေပဲသွားမှာပဲ။ဒီကြားထဲမှာဇက်ကလာဆိုရစင်ကူပေါင်းရဲ့ဆိုရကိုယုံကြည်စိတ်ချတဲ့သူ့ရဲ့လမ်းကြောင်းတိုင်းသွားလို့ရမယ်ထင်တဲ့ပုံစံအတိုင်းပဲဖွဲ့စည်းမှာပဲ။ ဲ့တော့ဘာဖြစ်သွားမလဲဆိုတော့စံရင်းကြီးကလည်းသူတို့ရဲ့လိုအပ်ချက်လိုလားချက်ကိုတောင်းဆိုတာပေါ့နော်တောင်းဆိုတာကိုလိုင်လျောပေးမယ်ဆိုရင်တော့ငွေငွေဆွေးနွေးမှုတွေမှာပို့ပြီးတော့အားကောင်းလာနိုင်တယ်လို့ဒီဆက်ပြရာရှိနေတယ်လေဟိုစံရင်းကြီးကိုလည်းလည်းဒီငွေငွေဖြစ်စင်ကပြီးတာမဟုတ်ဘူးဆိုတော့ access ကတော့သူ့ရဲ့မူလအနောက်တိုင်းမှာသွားပါပဲအဲ့တော့လက်မခံမှုဆိုရင်လည်းပဲအများကြီးတော့ကြောက်လို့နိုင်ခြင်းမရှိဘူးပေါ့လက်ဆက်နိုင်တဲ့ပုံမှာပို့တော့ကောင်းပါ အသွင်ကူးပြောင်းရေးအစိုးရဆိုတဲ့စကားရဲ့ရဲ့အကျယ်ပြတ်မှုကို 7EA ကိုအလိုင်းရဲ့ဘက်က NASA ကအတိတ်ပဲဖွင့်ပေးဖို့လိုအပ်တယ်လို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါရတယ်။ဒီ6မှတ်တန်းကနာမည်ကျန်တဲ့ဒုစစ်ပြမှာပြီးပါလိမ့်မယ်။အဲတော့ဒုက္ခလပြည်နေကစပြီးတော့ NASA ကဒီ ကျွန်တော်တို့ယူဆသလောက်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကိုအာဏာအမြင့်တန်ပါတယ်။ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ဒီမှာကုတ်ကေးမှုနဲ့အခြေခံဥပဒေအရဆိုးရွားပြက်ကပုံထွန်းလာမှာ။အဲ့ဒီဆိုးရွားဒီလေးပဲအရင်ကူးပြောင်းရေးဆိုးရွားတရက်အ ဖြစ်ပုံပေါ်စီနိုင်ပါအဲဒီလိုအစိုးရမျိုးကိုကျင်းသလားကျွန်တော်အဲ့ဒါကျတော့ခြေခံဥပဒေအရနော်နတ်ကမဟုတ်တဲ့ခြေခံဥပဒေအရကာကွယ်တဲ့လူကြီးကောင်စီကခုနကတီဆောက်မဲ့အစိုးရအဲ့ဒီအစိုးရကိုအတွင်းကြီးကြောင်းရဲ့အစိုးရလို့ခေါ်မှာလားဂျာချက်အစိုးရလို့ခေါ်မှာလားခြေခံဥပဒေအရနိုင်ငံတစ်ခုကလည်းပြေးဖို့လိုတယ်ဘုံမဟုတ်ခြေခံဥပဒေနဲ့မဆန့်မြင်းနဲ့ ပေါ့ပြင်ကူးကြောင်းရဲ့အစိုးရဆိုတာမျိုးကျုပ်ဘက်ကရည်ညွှန်းထားကြလားဆိုတာကိုအသိပြုဖို့လိုပါလိမ့်မယ်။မဆက်ကအနေနဲ့ကလို့ကောက်ဝေးနဲ့လုံခြုံရေးကောင်စီကဖြစ်ရှိပေးမဲ့အပြင်ကူးကြောင်းရဲ့အစိုးရလိုအမည်တက်နိုင်တဲ့အစိုးရတရက်ကိုသူ့ဘက်ကတော့ပုံဖော်ပေးနိုင်တဲ့အနေထားရှိပါမယ်။7 EAO Alliance ဟာ AB 28 29ရက်ကအစည်းအဝေးကျင်းပခဲ့ပြီးနောက် NASA ကအနေနဲ့အကောင့်ထဲပို့ပေးဖို့အဆိုပြုချက်၅ချက်ကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။အဆိုပါအဆိုပြုချက်၅ချက်မှာ ဒီပြိပခါမှာပါဝင်သူအဖွဲ့အစည်းတွေအားလုံးဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ကြိုတင်စည်းကမ်းသတ်မှတ်ချက်မရှိဘဲပြိပခါမှာပါဝင်တဲ့စုအဖွဲ့အစည်းတွေအားလုံးကအပြည့်ရဲ့ဈေးညာဖို့နှင်းသက်ဆိုင်သူတွေအကြား Federal Democracy ပြည်ထောင်စုဆိုင်ရာဂရိကဝတ်ပြုဖို့၃ Federal Democracy အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းဖို့၄ Federal Democracy ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့၅ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီရွေးကောက်ပွဲကျင်းပဖို့လို့ဖြစ်ပါတယ်။ 7EA ကိုအလိုက်ရဲ့အဖွဲ့ဟာတနိုင်ကလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲရေးသဘောတူညီစာချုပ် NCA ထိုးထားတဲ့ RCSS, PNNO, NMSB, NDU, DKBA, KNU, KNNA, BC, ANBR တို့ပါဝင်ကြပါတယ်။